ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ ခုချိန်ကစပြီး2025ခုနှစ်ဇွန်လ16ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းစီရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါကမ္မဒေတာလေချောင်းတိုက်ခိုက်မှုများအတွင်ပြည်သူ2ဦးသေဆုံးပြီးကလေးများအပါအဝင်14ဦးဒဏ်ရာရတဲ့သတင်းကိုတင်ပြပေးပါမယ်မကွေးတိုင်းပခုတ်ကူခရိုင်ကံမဒေသမှာဇွန်လ6ရက်မှ18ရက်နေ့အတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်ပြည်သူ2ဦးသေဆုံးပြီးကလေးငယ်များအပါအဝင်ပြည်သူ14ဦးဒဏ်ရာရခဲ့တယ်လို့ကမ္မတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။ကမ္မဒေသကကြေးရွာများစစ်ရှောင်ပြည်သူများကိုပိတ်မှတ်ထားပြီးဆန်းနရတာကာလအတွင်းဝိုင်းတွဲဖြင့်အကျဉ်80 120မမဘုံသီ188လုံးပါရာမော်တာဖြင့်5ကြိမ်120မမဘုံသီ9လုံးဒရုန်းဖြင့်16ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ဇွန်လ14ရက်နေ့နေ့လယ်မှာစစ်ကောင်စီကကမ္မဒေသကျေးရွာများကို Jet Fighter 4စီးဖြင့် Cluster ဘုံးသီး3လုံး Rocket 10လုံးတပြိုင်နက်တိုက်ခိုက်ခဲ့သလိုဇွန်လ16ရက်နေ့ညပိုင်းမှာလည်းကမ္မဆက်ဆောင်များတိမ်းရှောင်နေတဲ့ဘုံးကြီးကျောင်းကိုပေါင်900ဘုံးနှလုံးကျဲချခဲ့တယ်လို့သိရပါဗျ။လေကျောင်းတိုက်ခိုက်မှုများကြောင့်ပြည်သူ2ဦးသေဆုံးခဲ့ပြီးကလေးသူငယ်များအပါအဝင် ပြည်သူ14ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကာကျောင်းကံဖျားများ နေအိမ်အဆောက်အုံများစိတ်နွားများထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ထို့အပြင်ကမ္ဘာမြို့ပေါ်ကိုရောက်ရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းဟာပြည်သူ15ဦးကျော်ကိုဖမ်းဆီးထားပြီးရွှေလုံရွာရိုးစရက်ရွာနဲ့ကမ္ဘာချောင်းတို့မှာဖမ်းဆီးခံပြည်သူ3ဦးကိုတပ်ဖြတ်ထားခဲ့တယ်လို့ကနဦးသိရကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။ဒုတိယသတင်းအနေဖြင့် ကျင်းနီရင်နံလုံညုံရေးလိုက်ပါလာတဲ့တံမြားကာဂျမ်ဘာစစ်ကားတန်းကိုမိုင်းဆွဲတိုက်ခိုက်တဲ့သတင်းကိုတင်ပြပေးပါမယ်။ဝမ်ပောင်ကုမ္ပဏီမှထွက်လာတဲ့ကျင်းနီတဲ့ကားများအတွက်လုံညုံရေးလိုက်လာတဲ့မုံရွာမြို့နမခမတံမြားကာဂျမ်ဘာကားတန်းကိုမုံရွာ6ဦးလမ်းမိုက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 LPDF မုံရွာက ထုတ်ပြန်ထားပါတယ်။ဇွန်လ18ရက်နေ့မနက်9:00ခန့်မှာ တံများကဂျမ်းမာကားများဖြင့်လုံညုံရေးယူပြီးထွက်လာတဲ့ကျင်းနီတဲ့ရင်နန်းကိုခင်မွန်ရွာဘတ်စုံစစ်ကောင်စီစခန်းအနီးမှာ9:30မိနစ်ခန့်ကပရိသာမိုင်းပွိုင်၄လုံးတပွိုင်ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်စစ်ကောင်စီစစ်ကြောင်းနဲ့ကင်းမုံအထက်ထက်ကြားကခီးတဲ့တင်ကားများနဲ့ခီးသွားဆိုင်ကဲများကိုအထီးကိုက်မရှိအောင်ရှောင်တိန်ကခက်ခဲစွာဖြင့်ကားတန်းရဲ့လေးစီးမြောက်ကားကိုထိထိမိမိတိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါရယ်လုံညုံကြီးလိုက်ပါလာတဲ့စစ်ကောင်စီတပ်သားများက လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ပြီးလမ်းမိုင်းကင်းမုံများကလည်း40မမများဖြင့်ပစ်ခတ်နေတဲ့ကြားကအထူးကိမရှိပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။ယခုတိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးမိုင်းအဖွဲ့နဲ့ Area 71 LPDF မုံရွာအဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးကံပေါက်ဒေတာရွှေမုံညူဖျားမှာယာယီတက်ဆွဲထားတဲ့စစ်ကောင်စီစကန်းကိုတွားရောက်တိုက်ခိုက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ တနင်္သာရီတိုင်းရေပြူမြို့နယ်ကံပေါက်ဒေသပရကျေးရွာရှိရွှေမုံညိုဖျားမှာယာယီတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုတွားရောက်တိုက်ခိုက်ခဲ့တယ်လို့ရေပြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ဇွန်လ15ရက်နေ့မှာအဆိုပါစစ်ကောင်စီယာယီစခန်းကိုရေပြူမြို့နယ်ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ကတွားရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။၎င်းတိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်ဘက်မှ3ဦးထပ်မံနေတေဆုံးခဲ့ကထိခိုက်ဒဏ်ရာရခဲ့သူအများအပြားရှိတယ်လို့သိရပါတယ်။ ုံမေခွင်းရွာရှိမောရဝတီရတက်စခန်းဌာနချုပ်မှလည်းလက်နက်ကြီးများအဆက်မပြတ်ပစ်ကူပေးခဲ့ပေမဲ့ပူပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များအထူးကိမရှိပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရေပြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေပြူပကဖဒဝဲခရိုင်အမှတ်1တပ်ရင်း T1 ဒဝဲပြည်သူ့လွတ်မြောက်ရေးတပ် TPLF တာဂရစစ်ကြောင်းဒေါနာတပ်ရင်းတက်ခွဲ6ဝေဟင်တက်ခွဲခွန် LPF နဂနီပြောက်ကြားတပ်ဖွဲ့နဲ့ရွှေပြည်လုံးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာဆလဘီခန်းဒီမျိုးအခြေဆိုင်ခလာရ52တက်ရင်မှပြည်သူစစ်တဦးအလင်းဝင်လာတဲ့သတင်းကိုတင်ပြပေးပါမယ်ခန်းဒီမျိုးအခြေဆိုင်ခလာရ52တက်ရင်မှပြည်သူစစ်တဦးသည်မြို့သားညညွေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနခန်းဒီမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကိုလက်နက်မဲ့အလင်းဝင်ရောက်လာခဲ့တယ်လို့ပကဖအတန်ကဖော်ပြပါတယ်ပကဖအဖွဲ့တွေဟာ ပြည်သူစစ်မဟာဗျူဟာကိုကျင့်သုံးက ရန်သူတပ်ဖွဲ့ဝင်တွေဇက်တိုက်အလင်းဝင်လက်နက်ချလာစီရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ခင်ဗျာဆလဘီ2025ခုနှစ်အတွင်းဇွန်လ18ရက်အထိမကွေးတိုင်းမှာအကြမ်းဖက်စစ်အုပ်စုကြောင့်အမျိုးသမီးနှင့်အမျိုးသားစုစုပေါင်း133ဦးသေဆုံးခဲ့ပြီးအသက်18နှစ်အောက်ကလေးငယ်22ဦးပါဝင်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်းမှ ကောက်ယူထားသောသတင်းအချက်အလက်များအရ2025ခုနှစ်ဇန်နဝါရီ1ရက်နေ့မှဇွန်လ18ရက်နေ့အထိမကွေးတိုင်း၌အကြမ်းဖက်ဆဲအုပ်စုကြောင့်အမျိုးသမီး43ဦးနှင့်အမျိုးသား60ဦးစုစုပေါင်း133ဦးသေဆုံးခဲ့သည်ကိုအမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီးထိုအရေးအတွက်တွင်အသက်18နှစ်အောက်ကလေးငယ်22ဦးပါဝင်တယ်လို့သိရပါတယ်။ အဆိုပါတည်ဆုံးသူများအနက်69ဦးမှာစေအုပ်စု၏လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့်အများဆုံးတည်ဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။ဇွန်လ16ရက်တွင် မကွေးတိုင်းမြိုင်မြို့နယ်အိုးရင်ကျေးရွာအုပ်စု0ကျေးရွာရှိဘုံကြီးကျောင်းကိုအကြမ်းဖက်စေအုပ်စုကလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့သောကြောင့်ဘုံကြီးကျောင်းဝင်းအတွင်း၌ကြားရောက်ပောက်ကွဲခဲ့သဖြင့်ပခုတ်ကူမြို့နယ်ကံမကျေးရွာအုပ်စုထနောင်းကျေးရွာမှစစ်ဘေးလာရှောင်သည့်မတ်သေးကြီးမှာတေဆုံးခဲ့ရတယ်လို့သတင်းရရှိပါတယ်ခင်ဗျာ ယခုနောက်ဆုံးဒူပလာယာခရိုင်မှာမြို့သမီးတူထံမှမူရစေဝအများပြားဖန်ဆီးရမိတဲ့တရင်ကိုတင်ပြပေးပါမယ်။ကရင်မျိုးသားအစီယုံဒူပလာယာခရိုင်ကော့ဂရိတ်မြို့နယ်အရှိချမ်းဖလူကြီးကျေးရွာရက်ကွက်လေးမှာမြို့သမီးတူကိုစိတ်ကြွမူရစေပြား2420ပြားနဲ့ကိုကင်းပါကင်2ပြားနဲ့အတူဖန်ဆီးရမိခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ဇွန်လ14ရက်နေ့မှာဒူပလာယာခရိုင်ရဲတပ်ဖွဲ့နဲ့မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်းက မွန်လွဲ2နာရီမိနစ်20မှာဖလူကြီးရက်ကွက်လေးရှိ နော်မူကားရဲ့နေအိမ်ကိုတရင်အရဝင်ရောက်စီးနှင်းရှာဖွေခဲ့တယ်လို့ဆိုပါတယ်။၎င်းရဲ့နေအိမ်မှာစိတ်ကြွမှုရစီးပြား2420ပြားကုကင်းပါကင်2ပြားဖုန်းတစ်လုံးပါဝါဘန်တစ်လုံးရွှေလက်စွပ်တစ်ကွင်းနဲ့ဆက်ဆက်ပစ္စည်းများကိုတင်ဆက်ရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။မှုရစီးပွားများနဲ့အတူဖမ်းဆီးရမိခဲ့တဲ့ပြစ်မှုကျူးလွန်သူနော်မူကားကို ကရင်မျိုးသားရဲတပ်ဖွဲ့နဲ့ကော်တူးလီတရားစီရင်ရေးရုံးမှလှုပ်ထုံးလုံနည်းအတိုင်းဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်တာကီမင်းစစ်သွေးနဲ့ Carshell တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ